အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ဧကကနိပတ်အပ္ပန္နကဝတ်မှာအလားရှိတဲ့ကထဝဟာနာဇတ်အကြောင်းကိုပြောပြခြင်းပါတယ်ကောသလမင်းကြီးသည်ဝါတပ္ပခတိယာမြည်သောအမျိုးသမီးတစ်ယောက်ကိုတကြမင်းသမီးဟုယုံကြည်၍မိဖုရားမြောက်ခဲ့တယ်တားတော်ဝေဓုဘကိုဖွားမြင်၍တကြမင်းသမီးအစ်စ်မဟုတ်ကြောင်းသိလာရာတာမီနှစ်ယောက်စလုံးကိုစွန့်ပစ်လေတယ် ထိုအခါဗုဒ္ဓမြတ်စွာဘုရားသည်နန်းတော်သို့ကြွတော်မူကမင်းကြီးအမိအဖနှစ်ဦးရှိသည်တွင် အဖမျိုးရိုးသည်သာဗဒာနာဖြစ်သည် ရှင်မင်းတို့သည်ခိတ္တခဏမြပေါင်းသင်းရသောထင်းခွေတမ၏တားကိုပင်ထီနန်းစည်းစိမ်ကိုလွှဲအပ်ဖူးကြပြီးမိန့်တော်မူကဗုဒ္ဓကဤအတိတ်ဆက်ကြောင်းကိုဟောတော်မူခဲ့တယ်။ဘာယာနတိမြို့တော်၌ဗြဟ္မရမင်းကြီးထီနန်းစိုးစံစဉ် တနေ့တနိုင်မင်းကြီးသည်ဥယင်တော်သို့ထွက်ကာတတိပတ်မှန်များလှဲ့လေကြည့်ရှုသည်ဥယင်တနေရာစီမှတာယာသော တေးတံကိုကြား၍လိုက်ကြည့်ရာ ရုပ်စင်းအင်္ကာနှင့်ပြည်စုံသည့်အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်သည်မင်းကြီးသည် ထိုအမျိုးသမီးအပေါ်၌တက်မှတ်ဆွဲလန်း၍ပေါင်းတင်လေးရာမိမ့်မပြို၌တရေသားဆွဲကတ်ခဲ့သည်မင်းကြီးကသူ့လက်စွပ်ကိုချွတ်ပေး၍ တမီးဖွားခဲ့တော့ဤလက်စုကိုရောင်းချ၍စောင်းလျှောက်ပါတားတော်ဖွားမြင်ခဲ့လျင်ဤလက်စုနှင့်အတူငါထံသို့လိုက်လာခဲ့ဟုမှာကြားခဲ့သည်မိမပြိုသည်တားယောက်ျားလေးဖွားမြင်ရာထိုကလေးတငယ်အားကစားဖော်များကအဖမဲ့တားဟုစကြလေသည် ကလေးကအမေတားဖေဘယ်သူလဲဟု မေးသဖြင့်ဗမရမင်းကြီးသည်တားဤခမဲတော်ဖြစ်သည်ဟု မိခင်ကပြောပြသည် ဤတွင်ကလေးကခမဲတော်ထံလိုက်ပို့ရန်ပြောရာမိခင်ကလိုက်ပို့ပေးသည်မင်းကြီးကရှက်တော်မူ၍တိတော်လဲပြိဋ္ဌအလယ်၌သူသားမဟုတ်ဟုငင်းနေသည်လက်စုပ်ကိုပြတော်လဲသူသားမဟုတ်ဟုငင်းမြဲငင်းနေသည်အမျိုးသမီးကအရှင်မင်းကြီးဖျားကြွမတွင်တစ္ဆာတရားကလွဲ၍တခြားတက်တည်ပြစရာမရှိတော့ပါဤကလေးတငယ်သည်အရှင်မင်းကြီးဤတားမှန်ပါက ကောင်းကင်၌တည်ပါစေမမှန်ပါကမြေတို့ကြ၍တည်ပါစေဟုဆိုကာကလေးကိုအပေါ်တို့ပြစ်တင်လိုက်သည်ကလေးသည်ကောင်းကင်၌သာတည်နေသဖြင့်မင်းကြီးကတားဖြင့်အတိမတ်ပြုကထိုတားအားထီးနှံအမွေလွှတ်အပ်ပေသည်ထိုမင်းသားသည်ကထဝဟာနမင်းဟုအမည်တွင်လေသည်ဤကထဝဟာနဇက်သည်တစ္ဆာတရား၏အကျိုးကြီးမားပုံကိုတရကဖြစ် ရှိနေလေသည်ဒါကြောင့်မလို့မိမိတို့လည်းဘယ်ရာကိုပဲလှုပ်လှုပ်တစ္ဆာမြစ်တာရှိ၍လှုပ်ချင်းဖြင့်ကောင်းမှုကိုဆောင်ယူကြပါလောကျေးဇူးတင်ပါသည်